်းမဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့ဇလံတယုတ်ဖို့မိမန်းလေးတောင်ကိုရဲ့ချစ်တဲ့စိတ်ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်ရှင်ထမင်းအိုးမကြည့်ပဲဝိတ္ထုကြီးဖတ်နေုံကဲဟဲကဲဟဲဝိတ္ထုဆွဲပြီးထမင်းအိုးတဲထားတာမေ့တော့အခုထမင်းနေပျော့ပြဲစီကုန်ပြီကဲငါမထင်းခွဲပြီးမောမောနဲ့ထမင်းစားမယ်လို့တာနင်းကြောင့်ထမင်းနေပျော့ပြဲနေတော့ဘလို့လောက်စားရမလဲခွေးကျစ်ပြအဲခွေးမကျွေးနဲ့နေမဲ့ငါရှိအဝါဆောကဲဟဲကဲဟဲ อืมမတော်ရသေးတဲ့ငါချွေမာလောင်းအရိုက်ခံရပြန်ပြီဒီပုံစံနဲ့ဆိုအိမ်အောင်ကြရင်ယောက်ျားရိုက်ခံရမယ်ကောင်းမကိုရတိုးကြီးကိုခုတည်းကတမီးကနိုင်စားနေရပါဟွန်းငါခါဦးအမေစီသူ့တမီးနဲ့ငါသာပေးစားဖို့လာပြောတာခုလိုခါဦးကအလှမတ်ဗီဒီယိုနေ့တိုင်းကြည့်တဲ့အပြင်ဝတ္ထုဆွဲပြီး အချက်ပြုတ်လည်းမတက်ဘူးဆိုတော့စဉ်းစားရအောင်မယ်ဒါပေမဲ့ငါသာခါဦးမှခါဦး ူမျိုးကပြန်လာရင်ငါတားရဲ့ရွာခါဦးစီပဲလာလို့မြို့မှာအချောလာမဒီပဲပေါ့တာမြို့မှာတားကြိုက်တဲ့မိန်းကလေးလှလှရှင်ပြောအမေပေးစားမယ်မြို့သူတွေကဝစ်စားပုံစမ်းမိမယ်ခါဦးလောက်မလာဦးမရင်ဘူးအခုခါဦးလေးစီသွားအောင်မယ်ဟွန်းအဲ့ဒီလိုသူကတိတ်ချင်နေတော့ခါဦးချက်တက်ပြုတ်တက်တဲ့အထိကြည့်ရမှာပဲခုတလုံးမိခါဦးဘီယိုယုံမှလည်းမတွေ့အဝိအစားအစမ်းတွေဝတ်ပြီးလမ်းတလားနေရလဲမတွေ့လို့ လိမ္မာနေပြီးအောင်းမေးလို့ထုံးခင်တဲ့သဘောတူပေးစားကြရအောင်လို့သူ့အမေကိုလာတိုင်ပင်မှုလာတာခိုးတော့ခါဦးကအိမ်ထဲဝိတုတွေဖတ်နေတာတဲ့ဒီတိုင်းဆိုပေးစားလို့မဖြစ်သေးဘူးဝိတုဆယ်အုပ်ကိုတနေသေးနဲ့ကောင်းဖတ်ပြမယ်ပြောမဲ့တာပြောရငါနဲ့ထုံးခင်တို့အဖေရာတော့ငါသမီးဟင်းလုံးဝမချက်တတ်ဘူးလဲပိုင်ရှင်သမီးကိုတရင်ကငခင်နဲ့လိုက်ပြီးတော့လဲတဲ့တဲမှာငခင်ကိုယ်တိုင်သမင်းချက်ကြွေးတာ ်ထမင်းချက်မှနှိုးချွေရမယ်။ဒါအကြီးကောင်မွေးပြီးမှငါထမင်းဟင်းချက်တတ်တာ။ငါအဖြစ်များဒီကောင်သိရင်အဖေလည်းအမေကိုထမင်းဟင်းချက်ကျွေးတာပဲဆိုပြီးခါဦးကိုယူပြီးထမင်းဟင်းချက်ကျွေးတဲ့အပြင်ခါဦးလေးချိုးဖို့ရေပါခတ်ပြီးအောင်မှကောင်းတာပေါ့။โอ้ဖအေသူသားဆိုတော့ဒီကိစ္စလုံးဝလုံးဝမပြုံးဒါပေမဲ့ထွန်းခင်နေခါဦးကိုမိသေးအမေမောင်ခွဲကြီးဒေါ်ကွေးက အကြောင်းဆုံးပြောပြ၏ဒေါ်ကွေးကထုံးခင်အမေနေငယ်တငယ်ချင်းထုံးခင်အမေကိုထုံးခင်အဖေကထမင်းချက်ကျွေးတဲ့အပြင်အဝတ်ပါလျှော်ပေးတာဟုတ်လားဒါတိမဲလားဘဲကအောင်မလဲနင်တို့ကငါ့ကိုဘာမှမကြွေးပဲထုံးခင်အမေကြောင့်မေးလို့ငါကော်ဖီမင်းနဲ့တရားရန်ပါမုတ်စားချင်နေတယ်တဘောပေါက်ဒါများထုံးခင်တို့ကအဝကြွေးမှာစက်တာပြောဒါရင်ဘဲကမလဲလေတဲ့ထမင်းစားတော့ထုံးခင်အဖေကစံချမ်းစားပြီးသူ့မိမထုံးခင်အမေကိုကောက်ကြီးစံချက်ကျွေးတာ မမတဟုံအတွက်ကြက်သေးကြက်မြစ်လေးမောင်လေးကကြက်ချရောက်ပဲဝါးချင်တာဒါကိုလေတဲ့တဲ့အထိလိုက်ချောင်းကြည့်တဲ့ငခင့်အမေမြင်တော့စာမောင်လေးလက်ရကောင်းရဲ့လားအမလီငါသားရဲ့သူ့သားကိုအသေးထူတာဒီလောက်မရအောင်ချစ်ရလားဟဲ့ကဲဟဲ့ပြောစမ်းမိမိမရွှေထွက်တော်မူတန်ဖိုးထားယူရနေရလားဟဲ့ရွှေထက်တန်မိုးကြီးရဲ့ကလေးကသူ့ပိုက်ထဲမှာဒါကိုဝါလေးလေးအဲ့ဒီတော့ သူ့ပိုက်ထဲကမင်းကိုဝါလေးအကြောင်းပြကြီးမင်းကိုပုံနိုင်စားမှာဗောကဲဟကဲဟဒါပေမဲ့ချွေးမနဲ့ရောက်ခမဆိုတာဒီလိုပဲငါတို့ရောက်ခမလည်းဒီလိုပဲသူတို့လင်းသူတို့နိုင်စားပေမဲ့သူတို့သားတွေကိုတော့မယံနိုင်မင်းဖြစ်စေခြင်းတယ်ဒါလည်းမိဘမြစ်တာပဲအေးအဲ့ဒီတော့မင်းတို့ညာရင်ထုံးခင်ကမင်းမေရှိခါဦးကိုဟန်ဆောင်နိုင်ပြပြီးကြွယ်ရကြခါဦးကနိုင်ဗောဟေးဟေးတလခန့်အကြာထုံးခင်အမေမာ ငါသားမိမယူသိမ့်မီဒီကောင်ရွာမှာတာရေးနိုင်ရှင်လာပေမဲ့ပေမီးနဲ့အရက်လေးတစ်ခွက်တပလာမောလိုက်မုံကြီးနဲ့တွေ့ရင်မသားမှာဖဲရိုက်လိုက်နဲ့အရက်သမားလူလူဖဲသမားလူလူနဲ့ငါမနိုင်ချင်တော့ဘူးခါဦးနဲ့ညာရင်ဟိုကတောက်လာအောင်ဒီအရေးကဲဟဲဖဲရိုက်လာအောင်ကဲဟဲအမျိုးမျိုးလက်တံပြောင်းမှာသူ့ကိုကောင်းကောင်းကြီးနိုင်စားပြီးထိန်းနိုင်မှာနောက်ပြီးငါမသေးခင်မြှိချင်သေးတယ် ဒီတော့ဒီကောင်အမြန်ယူဖို့တိုက်တွန်းရမှာပဲဟဲ့ငါကိုပုံကြီးရဲ့ရှုပေါက်ချတယ်တော့ဒါပေမဲ့ခါဦးကထမင်းဟင်းအောင်မချက်တတ်တော့ငါသားနဲ့သူညာရင်ငါအိမ်လာပြီးထမင်းစားကြမှာအိုးခုချိန်ခါဦးလေးသူ့အမေရိုက်နှက်တင်လို့ထမင်းဟင်းချက်တတ်ပါပြီလေဘာပဲဖြစ်ဖြစ်သူ့အမေစီအလဲသွားတယ်လို့လို့ခါဦးလေးဘလောက်ချက်ပြုတ်ကျွမ်းနေပြီလဲဆိုတာလေးလာစံပြုတ်ကိုရေခမ်းကြောက်ခဲဖြစ်အောင်ပြုတ်အောင်ကဲဟဲကဲဟဲဟမ် ခုတိခေါင်းမသူ့အမေရိုက်တုံးဒါဒါဆိုသူအချက်ပြုံမတတ်သေးဘူးပေါ့ဘာပဲဖြစ်ဖြစ်ငါရောက်တုံးအိမ်ထဲဝင်မှခေါင်းတို့အမေရေဘလို့ဖြစ်တာလဲခေါင်းတို့အမေရေမပြောချင်ဘူးတော့ထုံးမယ်နေမကောင်းလို့ဆံပြုံလေးတောက်ချင်လဲဆိုပြီးသူ့ကိုရေနဲ့ဆံပြုတ်ခိုင်းပြီးအိတ်နေမိတာသူကဝတ်ထုပဲဖတ်နေလို့ကျုပ်အိတ်ရာကနိုးလို့ကြည့်တော့ရေခမ်းပြီးဆံကြောက်ခဲလို့မာလို့ရိုက်ပစ်တာ အမလီဒါမျိုးချွေးမတော်ရရင်လောင်ကအိမ်ထမင်းစားချိန်ဆိုဒါနဲ့မြေးတွေရောက်လာပြီအမေရဲ့ဒီနေ့ခေါင်းကဝိတုကောင်းနေလို့ထမင်းမချက်ဘူးတဲ့အဲ့ဒါဒါနဲ့အမေမြေးတွေအမေအိမ်ထမင်းလာစားတာအမေဒီနေ့ရွာတဲ့အသားပေါ်တာဝသားတပိတ်တာအကျွေးဝယ်တာတွေ့တယ်လို့တားကြီးကောင်ကပြောတယ်အဟိနောက်ပြီးသူတို့စားပြီးရင်လဲအမေခေါင်းလေးအတွက်ကျွတ်ကျွတ်အိမ်နဲ့ဟင်းထည့်သွားအောင်မယ်လीအ ။သူဝိတုဆွဲနေလို့ထမင်းဟင်းမချက်အားပဲမယ်။အချိန်နဲ့စာနေမှာပဲ။နော်အမေ။ဝိတုဆွဲတဲ့ခါဦးနဲ့ပေးစားလို့မဖြစ်ပါဘူး။ငါဘာဒုက္ခရောက်မှာ။ဒီတော့ငါဒီကောင်ကိုဟွန်းငါသားနဲ့မလတုပ်လေးနဲ့ဆိုတိတ်ကောင်းပါပဲ။နှစ်ယောက်စလုံးတုတ်တုတ်ခဲခဲလေးတွေနဲ့ရှည်သွားနောက်လိုက်တိတ်ညီရ။နောက်ပြီးမလတုပ်လေးကငါ့ကိုတွေ့။အမေအိတ်လေလားအိတ်နဲ့ခဏဝင်အောင်လေထုံးလေးအတွက်ဆက်သားချုပ်ပေးခြင်းလို့ အဲ့ဒီလိုငါသားကိုကြိတ်ပိုးနေတဲ့ကလေးမှငါအပေါ်လဲဆက်ဆံရေးကောင်းတော့သူတို့ညာရင်ငါစိတ်ချမ်းသာစရာပေါ့ထို့စဉ်မောင်လေးကလည်းသူများပြောတိုင်းယုံလို့ကွယ်ဟဲ့ရှင်နာသပင်ကွယ်ကဘသူတွေစကားပြောနေပါလိမ့်ယုံရတယ်ဗျခုမမတောက်ကထုံးခင်နေဆို ကွယ်မင်းနဲ့မမတက်ကိုမင်းတို့ကသဘောမတူတော့သူတို့သဘောတူနေထုံးခင်းနဲ့ဟန်ဆောင်တွဲဟောခုပဲထုံးခင်းကမျိုးရလာမှာမို့သူ့ကိုကြိုရမယ်ဆိုပြီးဟောဒီကမောင်လေးဝင်းထွန်းချင်းရလာခဲ့ရလေဟဲမိလာတုတ်ကသူ့အရင်တရင်ကဝင်းထွန်းနဲ့ချစ်စကားချင်းပြောဖို့ငါသားကိုအတုံးချနေတာပဲဟဲဒါဆိုငါသားကိုမိလာတုတ်နဲ့ပေးစားလို့မဖြစ်ဘူးအဲခေါဦးလေးကငါသားကိုထုရိုက်နိုင်စားတတ်ပေမဲ့ ရွာတဲ့သူ့ကိုရီးစားစကားလိုက်ပြောတဲ့သူ့ကိုကျောက်မှာကိုရင်ထုံးခင်ရှိရဲ့နဲ့ဘာလို့ရီးစားစကားလိုက်ပြောရတာလဲကိုချစ်အောင်ကွယ်အဲ့ဒီလိုပြောတာဆိုတော့ခေါင်းလေးနဲ့သဘောတူရမှာပေါ့နောက်နေ အမေဟဲ့ငါသားညို့ရလာတယ်မျက်နှာလေးမကောင်းပါလားနေမကောင်းလားဟုတ်တယ်လမ်းမှာဖုံးဝှထူးနေရလဲပူကားဆောင်ညအေးအေးပြတ်ထားတော့နေမကောင်းခြင်းဘူးဒါဆိုခဏမင်းနေအမေဆံပြုတ်လေးပြုတ်တိုင်မယ်နော် ပြုံးမတိုက်နဲ့ခါဦးကသူကိုယ်တိုင်စက်ဆံပြုတ်လာမှုမဲတဲ့။သူနဲ့သားဘလို့သားရွာအောင်လာတာရွာထိတ်မှာခါဦးမနဲ့တွေ့လို့ဟဲကိုရင်ထုံးခင်လာတယ်။နေမကောင်းထင်ပါရဲ့မျက်နှာကြီးနီးလို့။အေးဟာဒါဆိုတော့အတွက်တော့မီအိမ်ကိုစက်ဆံပြုတ်လောက်ပြီးလာဖို့မဲ။တော်ချေးထွက်ပြီးနေကောင်းသွားရင်အိမ်လာပြီးတော်တမိုးရင်းစာထင်းချက်နေပေါက်ပေးအောင်။နေကောင်းရင်ပေါက်ပေးမှာပေါ့။ဒါဆိုခုပဲအိမ်ချက်တကောင်ရှာပြီးစက်ဆံပြုတ်လောက်ပြီးတော့အိမ်လာဖို့မဲ။သွားပြီ။ အဲ့ဒီလိုပြောလို့ခဏနေသူကြက်သားဆံပြုတ်လာဖို့လိုက်မယ်။ဟဲဒီလိုဆိုအမေလဲသားတောက်ဖို့ငန်းစီသွားဝယ်လိုက်အောင်မယ်။မာရမလဲ။ငါအသားအတွက်ခါဥမတကယ်ကြက်သားဆံပြုတ်လောက်သလားဆိုတာသွားအကဲကြည့်ရမယ်။ခါဥအိမ်သားအရောက်ဟဲခါဥကြက်တကောင်ဆွဲလို့ဒီကြက်နဲ့ငါသားကိုကြက်သားဆံပြုတ်ချက်ပြီးလာဖို့မှာဆိုတော့ငါလဲငန်းစီဝယ်ပြီးအိမ်ပြန်မှနှစ်နာရီခန့်အကြာကြီးတော့ ကိုရင်ထိုးခင်နေမကောင်းဘူးဆိုလို့စက်သားဆံပြုတ်လာပို့တာအဲ့ရဲမှာမင်းနေခါဦးအတန်ကြောင့် ထုံးခင်အဲ့ရဲမှာလူးလဲထတာကစက်သားဆံပြုတ်ခုဖဲတော့မင်းစက်သားဆံပြုတ်ကိုအငမ်းမရတော့ကကောင်းလိုက်တာချိုအီးနေတာပဲပူရချွေးတွေထွက်ပြီးလန်းသွားတာပဲဒါဆိုဆက်တော့ခါဦးပြန်တော့မယ်နော်နေကောင်းရင်ညနေခါဦးတို့အိမ်လာပြီးထင်းပေါက်ပြီးနော်စိတ်ချခါဦးထွက်သွားသေးနေထုံးခင်အမီစက်သားဆံပြုတ်ကြိုက်ကိုကြည်ကဟဲ့တာ ခါဦးကျဆန်ပြုတ်ကကြက်ကောင်ခြေထောက်နဲ့အသည်းမြစ်တွေကြီးပဲအသားဖက်လည်းလုံးဝမပါဘူးအမေရဲ့တာအလှဝင်ထင်းပေါက်ပြီးရင်ကြက်ကောင်ကြက်ချီတော်ဟင်းနဲ့ထမင်းအဝဆားတာခါဦးလေးတိလို့ခုလို special ထဲ့ပြုတ်လာတာကျသေးကျမြစ်ကရောနိုင်ငံသားမှာခွေးတွေကြောင်းနေစားတာဆိုမေးမေပြောတာအဲ့ဒါနိုင်ငံသားမှာဒါမြမပြီလေဒီမှာကို့အချစ်ဆုံးလူကိုကျသေးကျမြစ်မှာရွေးကြွေးကြတာခါဦးလေးကတာကိုအဲ့ဒီတင်ငေးတာနဲ့ကြွေးတာ อืมဟုတ်သားပဲအမှန်စင်စစ်မှာခါအူချက်ကောင်မှချက်ကလေးစားကို ထုတ်ပြီးရေးဆေးနေစဉ်အနားရှိခွေးကချက်ကောင်ကိုခြိပြေး၍ဟဲ့ဟဲ့ခွေးသွားပါပြီတော့မတက်နိုင်ဘူးစက်သေးစက်မြင့်စက်ကောင်းစက်ချောက်တော့ရောပြီးဆံပြုတ်လို့ရမယ်ခါဦးအမေမငါသမီးချက်ပြုတ်နေတာထုံးခင်စားပါမလားငါကိုမချက်ပြီးပဲအသာချောင်းကြည့်မှ ထိုစဉ်အမေရေတားခါဦးစက်ဆံပြုတ်ကြောင့်နေကောင်းသွားပြီသူ့အိမ်သွားထင်းပေါက်မိအောင်မယ် နေကောင်းတာနဲ့ရီးစားခိုင်းတာလှုပ်ချင်နေတဲ့ဖအေတူကဟင်းထိုးခင်အမေသူ့သားတောက်သွားသောစက်သားဆံပြုံးကြိုက်အတွင်ကိုကြည်ကငါသားတောက်သွားလိုက်တာတကြိုင်လုံးဟိရေနည်းနည်းပဲကြံတယ်ထိုးစင်ခါဦးမအမေရေတမီးရဲ့စက်သားဆံပြုံးကိုရင်ထိုးခင်တောက်လိုက်တာတကြိုင်လုံးကုန်သလောက်ပဲဟုတ်လားအခုသူချွေးထွက်ပြီးလမ်းသွားလို့အိမ်လာထင်းပေါက်ပြီးတော့မှမို့တမီးအလှပြင်လိုက်အောင်မေစက်သားဆံပြုံးကိုအလှလိုက်ပွဲချိုင်းနဲ့ပို့တာကုန်အောင်တောက်တယ်ဆိုတော့ ငါသမီးလက်ရကောင်းလို့ပေါ့ခါဦးမေမီးကိုအိုးထဲမှာဆံပြုတ်လက်ကြံရည်ကိုတစုံခတ်ကငါသမီးလက်ရတစုံမြည်ကြည့်မှထိုအချိန်ထုံးခင်အမေမှာတားတောက်သွားသောခြိုင်ထဲမှာဆံပြုတ်လက်ကြံကိုတစုံခတ်ပြီးချွေးမလောင်းလေးရဲ့လက်ရကောင်းမြည်ကြည့်အောင်မှနှစ်ယောက်စလုံးမှာအမလီအမလီငါလိုက်တာဘာရတာမှမရှိဘူးအေးလေခါဦးကထုံးခင်ကိုချစ်တဲ့စိတ်နဲ့သူကိုယ်တိုင်ဆံပြုတ်ကိုမပြုတ်တဲ့ပဲပြုတ်ကျွေး ထုံးခင်ကချစ်တဲ့စိတ်နဲ့တောက်တော့အရသာမရှိလေကောင်းနေတာပေါ့တကယ်တော့ချစ်ဖို့ပဲထို့အချင်းခေါင်းလေးဆန်ပြုတ်ကြောင့်ခွန်အားတွေတူပြီးထင်းပေါက်တာမမဟုတ်လူလင်းအာဝါပေးမလို့ဟာမိသေးကချောင်းကြည့်နေတယ်အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်တာယာပျော်ရွှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်